ားဆင်နေကြတဲ့သောတာရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလောက်ကင်နေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူသောတာရှင်တွေအတွေ့စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေတင်ဆက်ပေးထားတဲ့တူတာပရိသတ်စိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်။ဒီကနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့တောင်သူစီးပွားတိုးတက်ရေးချီးမြှင့်ရှိပါစိုက်ပျိုးပေးဆိုတဲ့ခေါင်းစဉ်နဲ့ဝါစိုက်ပျိုးရဲ့လူဝဲချက်တွေဝါစိုက်ပျိုးနည်းစနစ်တွေနဲ့ ချင်းမြင်စီဝါပန်းတိုင်ထွန်းလို့ရရှိရေးနည်းစနစ်တွေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာမှန်ပါတယ်ရှင်လူသားတို့နေစဉ်လူအပ်တဲ့စာဝိနေရေးအရေးသုံးပါးမှာဝိရေးဟာဒုတိယအရေးကြီးဆုံးကဏ္ဍမှာပါဝင်နေပါတယ်ကျမတို့မြန်မာနိုင်ငံမှာပြည်သူပြည်သားတို့ရဲ့အဝိအထယ်ဖူလုံရေး တခြားဝါထွက်ပစ္စည်းတွေဖူလုံရေးနဲ့ပိုရှန်တဲ့ဝါတွေကိုနိုင်ငံသားကိုတင်ပို့ရောင်းချနိုင်ရေးတို့အတွက်ချင်းမြင့်ရှိဝါအထွတ်နှုန်းတိုးတက်ရေးကိုတွန်းအားပေးဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ချင်းမြင့်ရှိဝါစိုက်ပျိုးရာမှာစိုက်ပျိုးရေးဆိုင်ရာအလေးအကျင့်ကောင်းတွေနဲ့အညီစိုက်ပျိုးနည်းစနစ်တွေတည်ထွင်အသုံးပြုပြီးဗန်းတိုင်အထွတ်နှုန်းရရှိရေးကိုစိုက်ပျိုးရေးဦးစီးဌာနကနေဝါဆိုင်တောင်သူတွေကိုကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ဟုတ်ပါတယ်။ချင်းမြင့်ရှိဝါတီးနံကိုရခိုင်နှစ်ပေါင်းများစွာကတည်းကစတင်စိုက်ပျိုးလာခဲ့ကြရမှာ 1995ခုနှစ်မှာနိုင်ငံတော်ကနေပြီးရောမြန်မာဝါနဲ့ပိုးချီလုပ်ငန်းတွေကိုထူထောင်ပြီးတော့အသည့်တဖန်စီမံကိန်းချမှတ်ပြီးပြည်내ဆက်ပြူးလာခဲ့ကြပါတယ်။အဲဒီအချိန်ကဆက်ပြူးခဲ့ကြတဲ့ချင်းမြင်ရှေဝါမျိုးတွေကတော့လွန်ကျော်သုံးစူရာဘီ LA887 ဝါမျိုးများဖြစ်ပါတယ်။အဲဒီဝါမျိုးတွေဟာဆုတ်စားပိုးနဲ့တီးလုံးဖောက်ပိုးဒဏ်ခံရရင်မရှိတာပိုးသက်ဆေးများစွာဖျန်းရတာအထွတ်နှုန်းနေတာဝပင်ပေါက်မညင်ညာတာယာတိရုဒဏ်ခံရရင်မရှိတာ ဈေးကွက်မရှိတာစားတဲ့အခက်အခဲတွေကြောင့်တောင်သူများမှာစီးပွားရေးတွက်ချေမကိုက်ဖင်းနဲ့ WhatsApp ပြို့ဖို့စိတ်ဝင်စားမှုနေပါခဲ့ကြပါတယ်။ဟုတ်ပါရဲ့ရှင်2006ခုနှစ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနမှာရှိတဲ့ဝါသုတေသနာခြံတွေကနေတီလုံးဖောက်ပူတန်ခန်းနံရေးရှိတဲ့ငွေချီ6ဝါမျိုးကို ထုတ်လုပ်ပြီးတော့တက္ကုံမျိုးနဲ့မြောင်းမြိုက်ကြီးရွာအုပ်စုမှာဧက30စတင်စိုက်ပျိုးပြီးတောင်သူတွေကြိုက်နှစ်တက်ကြတဲ့အတွက်ယခုအချိန်ထိစိုက်ပျိုးလျက်ရှိကြပါတယ်။ ငွေချီ6ဝါမျိုးတွေဟာဒီလုံးဖောက်ပိုးတန်ခန်းနေရှိပြီးတော့ဆေးဖြတ်မှုတက်တာတာဝါပေါင်းညင်ညာတာအထွတ်နှုံးကောင်းတာရာသီဥတုတန်ခန်းနေရှိတာဈေးကွက်ရှိတာတွေကြောင့်စိုက်ဧရိယာတိုးချက်စိုက်ပျိုးလာကြပါတယ်ဒါရီအပြင်ငွေချီကိုငွေချီစက်တင်ရွှေတောင်ရှိရွှေတောင်တစင်စတဲ့ဝါမျိုးတွေကိုလည်းတောင်သူတွေကြိုက်နှစ်တက်ကြတဲ့အတွက်စိုက်ပျိုးလာကြပါတယ်။အိန္ဒိယဆန်မျိုးဖြစ်တဲ့ RAKA မျိုးဟာလေအရေးအသွေးကောင်းပြီးအထွက်နှုံးကောင်းတဲ့အတွက်တောင်သူတွေကြိုက်နှစ်သက်ပြီးတော့စိုက်ပျိုးလာကြပါတယ်ဒီကနေ့အချိန်မှာအထွက်နှုံးကောင်းအရေးအသွေးကောင်းဈေးခွက်ကောင်းတဲ့ချီမြင့်ရွှေဝါမျိုးတွေစိုက်ပျိုးလာခြင်းအပြင်တောင်သူတွေတေအေကဝင်ငွေတိုးလာပြီးလူမှုစီးပွားဘဝတိုးတက်မြင့်မားနေပြီဖြစ်ပါတယ်ဟုတ်ပါတယ်ချီမြင့်ရွှေဝါသီးနှံစိုက်ပျိုးရမှာမိုးကြိုမိုးမိုးနှောင်းရသည်ဆိုပြီးတော့စိုက်ပျိုးချိန်၃မျိုးစိုက်ပျိုးနိုင်ပါတယ် တကုံးမြို့နယ်မှာမိုးနှောင်းချီမြင့်ရှိပါကိုအဓိကထားစိုက်ပျိုးပြီးမိုးကြိုရှိမြင့်ရှိပါကိုစံသက်တဲ့အဆင့်ထိသာစိုက်ပျိုးပြီးတော့ရာသီဥတုနဲ့ကပ်ညီတာမရှိပါဘူးမိုးချီမြင့်ရှိပါကိုမိုးဦးပဲရီစိန်ပျက်စီးတဲ့အခါမှာအစာထိုးစိုက်ပျိုးရမှာအခုကမိုးဝါကိုတောင်သူများစိုက်ပျိုးလာကြပါတယ်တကုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနေဖြင့်ဘွားစိုက်တောင်သူများမျိုးကမျိုးသက်များရရှိစေဖို့စိုက်ပျိုးရေးဆိုင်ရာလေ့ကျင့်ကောင်းများ GB နီးလဲများကိုအပြည့်အဝသုံးချတတ်စေဖို့ဘွားမျိုးစေးထုတ်စိုက်ကွင်းများ ဝါအထူးဆောင်များဗန်းတိုင်းထွန်းလုံးရရှိရေးစံပြကွက်များမျိုးရှင်ပြန်စံသက်ကွက်တွေစပြုပြီးတော့တောင်သူများအားပညာပေးဆောင်ရွက်လျက်ရှိပါတယ်။ဒါ့အပြင်ဝါသီးနှံဗန်းတိုင်းထွန်းလုံးရရှိစေဖို့အတွက်ဤပညာပေးလုပ်ငန်းတွေကွင်းသရုပ်ပြပွဲတွေစံပြကွက်စံသက်ကွက်တွေဆောင်ရွက်ခြင်းအတွက်ဝါဆိုင်တောင်သူများအားမျိုးစင်းနဲ့တွင်ရစုတွေကိုထောက်ပံ့ပေးခဲ့ပါတယ်။တကုံမြို့နယ်စိုက်ပျိုးရေးသူတေသနာခြံမှာဦးဇဘက်ကစ္စတန်နိုင်ငံမှတင်သွင်းလာတဲ့ချင်းမြင်ရှိဝါမျိုးရှိမျိုးကိုလည်း ်မျိုးရှင်ပြန်စမ်းသပ်စိုက်ပျိုးလျက်ရှိပါတယ်ဟုတ်ပါရဲ့ရှင် ချင်းမြေရှိဝါဒီနယ်ဟာနှုံးမြေသဲမြေနဲ့နှုံးစနေမြေတို့မှာကောင်းစွာဖြစ်ထွန်းပါတယ်။မြေချင်းကန်ဓာတ်6ကနေ6ဒသမ5အတွင်းမှာဖြစ်ထွန်းပြီးတော့နှင်းစင်ပြန်းမြမိုးရေကျိန်35လက်မကနေ45လက်မအတွင်းနဲ့လက်မ20ကနေလက်မ40အတွင်းရွာသွန်းတဲ့ဒေသတွေမှာစိုက်ပျိုးနိုင်ပါတယ်။မျိုးစစ်အပင်ပေါက်ဖို့မြေအနက်၄လက်မမှာအနေဆုံးအပူချိန်16ဒီဂရီစင်တီဂရိတ်လိုအပ်ပါတယ်။ဒီအပူချိန်ထက်နှိမ့်မင်းဆိုရင်အပင်ပေါက်အာနေတဲ့ ်ပါတယ်။ဝါဘင်းရဲ့အဖူအပွင့်အတီးကြီးထွားဖွံ့ဖြိုးဖို့အကောင်းဆုံးနင်းညပြန်းပြအပူချိန်ကတော့25ကနေ30ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်။အပူချိန်40ဒီဂရီစင်တီဂရိတ်ထက်ကျွလွန်မယ်ဆိုရင်ဝါဘင်းပြွတ်ထွန်းမှုကိုထိခိုက်စေပြီးအပွင့်နဲ့တီးခင်းတွေကျွေကြတတ်ပါတယ်။ဝါသီးနဲ့အတွဲအကောင်းဆုံးနေတာအရှိမှာ7နာရီကနေ12နာရီဖြစ်ပါတယ်။မိုးရသည်မှာမိုးအောင်ပြီးအလင်းရောင်ရရှိမှုနည်းရင်အဖူးနဲ့တီးခင်းတွေကျွေကြတတ်ပါတယ်။မှန်ပါတယ်။ ချင်းမြေရှိဝါပန်းအထွတ်နှုံရရှိစေဖို့အတွက်ဝါဆိုင်တောင်သူများအနေနဲ့မှန်ကန်ကောင်းမွန်တဲ့စက်ပြွေးနည်းစနစ်တွေကိုလိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်။မြေပြုပညာမှာမြေတွင်း၈လက်မှမှ၁၂လက်မှအထိထရေးနက်နက်နဲ့ထရေးညက်ညက်ဖြစ်အောင်ထဲ၂၀ထုံ၄၀မှွေပေးခြင်းဖြင့်ထရေးကောင်းအောင်ပြုလုပ်ပေးရပါမယ်။မိုးချင်းမြေရှိဝါကိုမေလလယ်ကနေဇွန်လကုန်တွင်မိုးနှောင်းချင်းမြေရှိဝါကိုတော့ ဇူရနာလေကနေပြီးတော့အောက်ကုန်းနာလေအတွင်းစိုက်ပျိုးနိုင်ပါတယ်။ဟုတ်ပါရဲ့ရှင်။ဝါစိုက်ပျိုးရမှာမျိုးရိုးဗီဇာကောင်းတဲ့ဝါမျိုးတွေကိုရွေးချယ်စိုက်ပျိုးခြင်းဟာအထွတ်အထိပ်ကောင်းမွန်ရေးအ धिक လွှမ်းမိုးတဲ့အချက်ဖြစ်ပါတယ်။ဝါမျိုးရွေးချယ်ရမှာငွေချီ6၊ငွေချီ9၊ငွေချီ7၊ရွှေတောင်8၊ရွှေတောင်10စတဲ့ ပြည်ရင်းဝါမျိုးတွေနဲ့ပြည်ပကနေတင်သွင်းတဲ့စက်မျိုးဝါတို့ကိုရွေးချယ်စိုက်ပျိုးတင်ပါတယ်။ဝါမျိုးစေ့တွေကိုမစိုက်ပျိုးမီနေလန်းတာအပင်ပေါင်နှုံစမ်းသက်တာတို့ကိုဆောင်ရွက်ပြီးအပင်ပေါင်နှုံ85ရာခိုင်နှုန်းထက်ကျော်လွန်မှသာမျိုးစေ့အဖြစ်အသုံးပြုနိုင်ပါတယ်။ အမွှေးပါတဲ့ဝါမျိုးစေ့တွေကိုမဆိုင်ပြုခင်နွားချေမှုမြေဆွေးမှုတို့နဲ့လူးနယ်ပြီးမျိုးစေ့လူးနယ်စီနဲ့ထပ်မံလူးနယ်ကစိုက်ပြုရပါမယ်။အမွှေးချွတ်ထားတဲ့မျိုးစေ့တွေကိုလည်းအသုံးပြုနိုင်ပါသေး။ဝါစိုက်ပြုရမှာအဆူစိုက်နဲ့အချောက်စိုက်ဆိုပြီးနှစ်မျိုးရှိပါသေး။ အစိုးဆိုင်ဆိုတာကတော့မြေအစိုးမှမျိုးစည်ကို၈နာရီကြာရေးစိမ့်ပြီးအစိုးဆိုင်ပြုခြင်းဖြစ်ပါတယ်။အချောက်ဆိုင်ဆိုတာကတော့မြေအချောက်မှာ စိုက်တန်းစိုက်ပောင်ဆွဲပြီးဝါမျိုးစည်အချောက်တွေကိုရေတင်စိုက်ပြုခြင်းမိုးရွာခြင်းကိုစောင့်ပြီးစိုက်ပြုခြင်းကိုခေါ်တာဖြစ်ပါတယ်။ဟုတ်ပါတယ်။ဝါထနှုံးမြေမားစေဖို့အတွက်တေကပင်ဦးရီပြည့်မီအောင်စိုက်ပြုခြင်းဟာအရေးကြီးဆုံးချက်ဖြစ်ပါတယ်။ငွေကြီး၆ရွှေတောင်၈ရွှေတောင်၁၀ဝါမျိုးရီစိုက်ပြုရမှာတော့ တန်းကြားပင်ကြားအကွာအဝေးကိုလေးခွက်ကြားစနစ်နဲ့ဆက်ပြူကြပါတယ်။စိုက်ခင်းတွေးမှာမြေကွက်လက်မကျန်စေဖို့နဲ့အပင်ဥယျာဉ်များများဝင်ဆက်ပြီးတော့အထုံးလုံးပုံမှုရရှိစေဖို့အတွက်တန်းကြားနှစ်ပေနဲ့ပင်ကြားလေးလက်မှဒါမှမဟုတ်6လက်မှထားပြီးတော့အပင်ဥယျာဉ်4,360မှ6,500အထိရရှိအောင်ဆက်ပြူနိုင်ပါတယ်။ဝါမျိုးစည်းတွေကိုမြေချပြီးရင်တော့မြေနဲ့ဖုံးအုပ်ရံမှာတလက်မကွေးတာမှမဟုတ်နှလက်မထက်ပို့ပြီးရောထူကောင်မဖုံးရပါဘူး ဆက်ပြူပြီး9ရက်ကြာတဲ့အခါဝါပင်ပေါက်တဲ့နေရာတွေကိုအမြန်ဆုံးပြန်လည်ဆက်ပြူရပါမယ်။လေးခွက်ကြားဆက်ပြူနီးစနစ်မှာတော့ဝါပင်တားခွဲခြင်းလုပ်ငန်းကိုရွှေစစ်3ရက်နဲ့4ရက်ထွက်ချိန်နဲ့ဆက်ပြူပြီးရော17ရက်ကနေ21ရက်အတွင်းဆက်ခြင်းတစ်ခြင်းမှာနှစ်ပင်ချန်ပြီးတော့တားခွဲရပါမယ်။ မှန်ပါတယ်ရှင်မြေကန်အဖြစ်တဘာဝမြေဩဇာဓမ္မမဟုတ်နွားချီကိုတေကမှာလှဲရှိစီနှုံထည့်သွင်းပေးနိုင်ပါတယ်မုံနှောင်းချင်မြေရှိဝါမဆိုင်ပြိုးမီမိုးဦးမှာပဲဒီစိန်သီးနှံစိုက်ပြိုးရိတ်သိမ်းပြီးပဲပင်တွေကိုထဲ့ထူးမြေမြုပ်ပြီးရောတစ်စိမ်းမြေဩဇာအဖြစ်အသုံးပြုနိုင်ပါတယ်တဘာဝမြေဩဇာနဲ့ဓမ္မမြေဩဇာတွေကို အပိတ်ဝင်ခြင်းပန်းပွင့်ခြင်းတီးခင်းဝင်ခြင်းတို့မှာသတ်မှတ်ထားတဲ့နှုံထားတွေအတိုင်းထည့်ပေးရပါမယ်။ဝါပင်နှစ်လသားအတွင်ပေါင်းမြက်ကင်းစင်စီဖို့စိုက်တန်းတွေအကြားကြားထွန်လိုက်ခြင်းပင်ကြားလက်ပေါင်းလိုက်ခြင်းတို့ကိုဆောင်ရွက်ပေးပြီးဝါကင်းကိုရေသွင်းပြီးတိုင်းနဲ့မိုးရွာပြီးတိုင်းကြားထွန်တိုက်ခြင်းကိုဆောင်ရွက်ပေးရပါမယ်။ မိုးနှောင်းချင်းမြေရှိဝါစိုက်ခင်းတွေမှာမိုးရွာတော်မှုနဲ့စိုက်ခင်းရဲ့ရေထိန်းသိမ်းနိုင်မှုအခြေအနေအရဖြည့်ဆက်ရည်နှစ်ကြိမ်သုံးကြိမ်ခန့်သွင်းပေးမယ်ဆိုရင်ဝါအထွက်နှုံးကိုမြင့်မားစေပါတယ်မိုးရွာတော်မှုမရှိဘူးဆိုရင်အဖူးဝင်ကြိမ်ပန်းစပွင့်ကြိမ်နဲ့ပန်းဖြိုင်ဖြိုင်ပွင့်ကြိမ်တို့မှာသုံးကြိမ်ခန့်ရေသွင်းပေးရပါမယ်ဟုတ်ပါတယ်ဝါပင်နေမှာကြာရောက်နေရှိတဲ့ဆုတ်စားပိုးတွေကိုကာကွယ်နှိမ့်နိုင်ဖို့အတွက်ဝါပင်တည်တဲ့တခြားလုံးမှာဂူရီဆိုက်ဆောင်ရွက်ရပါမယ် ဝါကောက်သိမ်းရမှာလေအလေလွေးမရှိအောင်ဝါသီးအတွင်းမှာရှိတဲ့ဝါပေါက်တွေကုံအောင်ကောက်ယူရပါမယ်။ဝါသီးရင်းမဲ့ပောက်ကွဲပြီးရဲ့နောက်မှာအချိန်မီမကောက်သိမ်းနိုင်တော့ဝါမျိုးစင်းတဲ့ဝါခွန်းတွေအလေလွေးဆုံးရှုံးပြီးတော့အထွန်းထွန်းရောကျနိုင်ပါတယ်။ဝါသီးနဲ့ဆက်ပြူရမှာတေအေကကုံကြစည်းအနေနဲ့ကတော့မိသားစုလို့အားအပါဝင်83,800ကျပ်ခန့်ကုန်ကြပါတယ်။ဝါတေအေကမှာဗျမ်းများအထွက်ပိတ်တာ950ထွက်ရှိမယ်ဆိုရင်တော့ဝါတပိတ်တာ3,000ကျပ်နှုန်းနဲ့စုစုပေါင်းရောင်းရငွေကတော့ 16သိန်း5000ကျပ်ရရှိမှာဖြစ်ပါတယ်။ဝါပိတ္တရောင်းရငွေတွေကနေပြီးတော့တေအေကကုန်ကြဈေးကိုနှုတ်မယ်ဆိုရင်တော့ဝါတေအေကရဲ့အတည်အမြက်ကတော့9သိန်း6000 3000ကျပ်ဖြစ်ပါတယ်။ဒါကြောင့်တောင်သူဦးကြီးများအနေနဲ့ဝါသီးနဲ့စိုက်ပျိုးခြင်းဖြင့်အကျိုးမြတ်များရရှိကာဝင်ငွေတိုးပွားစေနိုင်ပါတယ်။ဥပမာရှင်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ချင်းမြင့်ရှိဝါစိုက်ခင်းတွေအရေးအသွေးနဲ့အထွန်းနှုံကောင်းမွန်ရေးပန်းတိုင်အထွန်းနှုံရရှိရေးတို့အတွင်အနီးကပ်ကြီးကြပ်တာဝန်ယူဆောင်ရွက်ပေးလျင်ရှိပါသည်။ ထွက်ရှိလာတဲ့ဝါတွေဈေးကောင်းရရှိစေဖို့ဝါကုံတဲတွေဝါဆက်ယုံနေနဲ့ချိတ်ဆက်ပြီးခြင်းကိုဂျိုးပန်းဆောင်ရဲ့ပြည်လျက်ရှိပါတယ်။တောင်သူဦးကြီးတွေအနေနဲ့စိုက်ပျိုးရေးဦးစီးဌာနစိုက်ပျိုးပညာပေးဝန်ထမ်းတွေရဲ့လမ်းညွှန်ပေးမှု၊ကူညီပံ့ပိုးပေးမှုတွေနဲ့အတူဝါသီးနှံကိုစနစ်တကျနီးလန်းမှန်ကန်စွာဖြင့်စိုက်ပျိုးထုတ်လုပ်မယ်ဆိုရင်ဝါတီကအထွတ်နှုန်းတိုးတက်ပြီးအကျိုးအမြတ်လည်းရရှိပြီး ဝင်ငွေတိုးကစီးပွားတိုးတက်နိုင်မှာကြောင့်စေတနာအပေါင်းနဲ့တင်ဆက်လိုက်ရပါတယ်ရှင်။ နားဆင်ကြတဲ့တောတာရှင်များအားလုံးစိတ်အီချမ်းသာခြင်းကိုယ်အီကျန်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်